Champion League ပွဲစဉ်၃ Arsenal နဲ့ Atletico Madrid မင်္ဂလာပါဗျကိုကိန်းစတာဖုတ်ဘောရှူအနီကျူလူဝါရီကျွန်တော်ကိုခက်မှာဒီညတနားရီခွဲမှာရှင်ပြိုင်ကစားမယ် Champion League ပွဲစဉ်၃ရဲ့အကောင်းဆုံးအကျဉ်းဆုံးအဖျဲဆုံးပွဲဖြစ်မယ် RE AD ကိုပွဲကြိုသုံးသက်ချက်ကိုလုတ်သွားကြပါရခင်ဗျာ key points လေးကျွန်တော်တို့ဆွဲထုတ်ကြရအောင်နှစ်သင်းလုံးကတော့လက်ရှိအချိန်မှာတော်တော်ကျန်းနေတဲ့အသင်းတွေ ဖြစ်ပါတယ်။အနည်းငယ်ကြွားချချက်လေးတော့ရှိတယ်။အာစနယ်ကဖောင်အရင်ကြီးနေဘောလုံးရသည့်အစကတည်းကတပွဲချင်းစီကိုအာယုံစိုက်တဲ့ဈေးတွက်တွက်ပြီးကစားတယ်။တပွဲနဲ့တပွဲကစားတဲ့ပုံလည်းမတူဘူး။ချင်းကက်တဲ့ viewer ဘိုင်းလည်းမတူဘူး။ငါတို့ကတ်တက်ပြီးအနိုင်ယူရမယ့်ပွဲဆိုရင်ကတ်တက်ပြီးအနိုင်ယူလိုက်တယ်။ numerical တွေဘာတွေအာယုံတင်းမှမရှိဘူး။ဘောလုံးကင်ကစားရမယ်ဆိုရင်လည်းကင်စားလိုက်တယ်။အာစတဲတင်းဒီအဲ့လို level မျိုးရောက်နေပါပွဲစဉ်တပွဲမှာတိုင်ဘက်အသင်းဘလို့ကစားမလဲ။အဲ့ချင်းတွေပေါ်မူတည်ပြီးတော့ချက်ချင်းကွင်းထဲမှာ viewer ဘိုင်းကပြောင်းလဲမှုလှုပ်လို့ရတဲ့အထိကစားသမားတဦး းချင်းတယောက်ချင်းစီကြားတဲ့က relationism ကို positionism ကိုအကုန်လုံးကောင်းမွန်နေတဲ့အတင်းတင်းပါဒါပေမဲ့ကျွန်တော်တခုသတိပြုရမယ်အာစတဲတကိုးသေးကြတယ်တကိုးနဲ့အထက်သွင်းမလားတကိုးပဲဖြစ်သွားမလားဆိုတော့စကားကျွန်တော်အမြဲပြောတယ်ရင်ထဲမှာခံစားနေရတယ်လေ ဒီဘဲတွေကဘလူနီးနဲ့ပဲဖြစ်ဖြစ်ကိုရအောင်သွင်းမဲ့ကောင်းနေလीတကူကိုတော့ကျွန်တော်ခံစားရတယ်ဒါပေမဲ့ဖူလန်နဲ့ပွဲမှာတကူနဲ့အထက်ရားခဲတဲ့နဲ့ဒါပေမဲ့တကူပဲဖြစ်သွားတာတကူတော့ရှိတယ်အဲ့ဒါကကမ်းမဲ့ပြိုင်ဘက်ကမ်းမဲ့ပြိုင်ဘက်ကတာမန်အသင်းတသင်းပဲဆိုရင်တော့တကူတည်ကြရလို့ကျွန်တော်ပြောရတယ်တို့ရမယ်အခုတွေ့ရမယ်တင်ဟာဒီဂိုဆိုင်မိုနီရဲ့အက်တလက်တီကိုမက်ဒရစ်အဲ့ဒါကြောင့်တကူတည်ကြတယ်ဆိုတော့အပိုင်းမှာသိခံစားချက်အားမကောင်းတရေနဲ့တကူကိုကျွန်တော်50 50လောက်ပြန်ခွပေးခြင်းတယ်80ကိုမဟုတ်ဘဲနဲ့တခြားသောအသင်းတသင်းဆိုရင်တော့ဟာဘရုတ်နေလိုက်အာစနယ်တကူ းတည်ကြတယ်ပဲကျွန်တော်ပြောမှာ အခုချိန်နေကအာကြီးဒီဂိုးပြက်တွေတက်မလားပွဲတင်တိုင်းကိုနိုင်အောင်ကြိုးသားမဲ့ဘာညာမဟုတ်ဘူးဗျာဖြစ်ဖြစ်နဲ့မှန်မှန်သွားနေရလုံးဝတည်ငြိမ်နေတဲ့เนาะရင်းချက်နေတဲ့ level မျိုးဒါက အာစနယ်ရဲ့အခြေအနေတပတ်ကအေဒီကိုလည်းလက်ရှိချင်းကောင်းနေပေမဲ့အာစနယ်လိုမျိုးသူကတာထွက်တော့မလောက်အေဒီကတာထွက်မှာလုံးဝကြောင်ပြောက်ပြီးတော့နိုင်ပွဲလုံးဝမရခဲ့တဲ့ပွဲ၃ပွဲလောက်ရှိတယ်အရှုံးနဲ့စဖွင့်တာပြီးမှသာလျှင်တဖြည်းဖြည်းချင်းစီတက်လာတာ Real Madrid ကိုလည်း၅ဂိုးပြည့်နဲ့နိုင်ခဲ့တဲ့ Frankfurt ကိုလည်း၅ဂိုးသွင်းတယ်ဒါသူတို့ International Break မတိုင်ခင်မှာပြသခဲ့တဲ့စွမ်းဆောင်ရည်တွေအခုနောက်ဆုံးကစားခဲ့တဲ့ La Liga ပွဲတွေမှာလည်း Clean Sheet ရထားတယ် Osasuna ကို1-0နဲ့နိုင်ထားတာ Inter Milan ကိုလည်းဂျာထဲမှာသူတို့ Friendlies တပွဲနော်ပွဲပြတ်မှာဆိုလို့ကစားခဲ့သေးတယ်အဲ့ဒါကြောင့် AD ိုသည်ကြာရာနေပြန်လဲပြီးတော့တည်ငြိမ်လာတဲ့အသင်းတသင်းဖြစ်ပါတယ်နောက်ထပ်ရေကြီးဆုံးအပိုင်းပေါ့နော် ာတီတာကိုကျွန်တော်တိတ်ကြိုက်တယ်လို့ပြောခဲ့ဘူးတယ်တစ်ဖက်မှာလည်းခန်းစည်းကစားတဲ့ပုံနဲ့ပတ်သက်ရင်ကစားသမားတွေကို viewer ဘိုင်းရပဲဖြစ်ဖြစ်စိတ်ပိုင်းဆိုင်ရာရပဲဖြစ်ဖြစ်ဟိုဘယ်လိုပြောမလဲတောက်လောင်အောင်ပေါ့နော်ကစားခြင်းတစ်ထက်ကစားအောင်လှုံ့ဆော်ပေးမှုအပိုင်းမှာအဒီကိုဆိုင်မွန်နီကတော်တော်ကြောက်ဖို့ကောင်းတယ်အယမ်းမိုက်တယ်ဒါအပြင်အတီကိုရဲ့ဆိုင်မွန်နီပေါ်မှာပေးထားတဲ့လုတ်ပိုင်ခွင့်တခြားနီးပြရဲ့ထက်ကိုပို့တယ် authority အပြည့်ပေးထားတာသူကအသင်းရဲ့ ကန်နဝင်ကစားသမားလည်းဖြစ်တယ်နီးပြကောင်းလည်းဖြစ်တယ်လောက်ခပမာဏလည်းကဘာမှာအများကြီးရနေတဲ့နီးပြတရအဲ့တို့ကြောင့်နီးပြဒါဆိုဒါပဲဩဇာညောင်းတယ်မိကစားသမားရဲ့နေအရင်ကဘလောက်ပဲကြမ်းခဲ့တဲ့ကစားသမားပဲဖြစ်ဖြစ်အခု ငါလက်အောက်မှာဆော့လာငါပြောရတဲ့အတိုင်းဆော့ Torres နဲ့ဒုတိယချင်းပြန်လဲပေါင်းစည်းမှုမှာ꽌တက်ခဲ့တယ်အရင်တော့ကသူတို့ teammates ဖြစ်ခဲ့ဘူးလေပေါ့နော်ထားပါပြောချင်တာအဲ့ဒါလောက်ထိကိုကစားသမားတွေပေါ်မှာဩတာညောင်းတယ်သူဖြစ်စေခြင်းတဲ့အတိုင်းသူကစားခိုင်းမဲ့အတိုင်းအယိုးချစ်ချီအရေးခန့်ခဲ့ကစားမဲ့ကောင်းတယ်အဲ့ဒီပိုင်းတစ်ပိုင်းကတော့ Arteta အတွက်အနည်းငယ်စိုးရင်စရာရှိပါတယ်ဒါတော့ကျွန်တော်မြင်မိတဲ့ key points လေးတွေပါ နောက်ထပ်တစ်ပိုင်းဒီနေ့သင်ကြားရတဲ့ကိန်းကိန်းတဲ့အချက်အလက်တွေကိုကျွန်တော်တို့ဆက်လက်ဆွေးနွေးကြည့်အောင်ခင်ဗျ။အာစတန်သင်ကတော့လီဗာပူးကိုရှုံးနိမ့်ခဲ့တဲ့ပွဲပြီးမှာရှုံးနိမ့်မှုဆိုတာသူတို့မခံစားရတော့ဘူး။ဘလို့ရလက်မျိုးပဲဖြစ်ဖြစ်အာစတန်သင်ဒီအနိုင်ရလက်လေးတော့ဖော်ဆောင်နိုင်ခဲ့တယ်။ဒါကအာစတန်သင်တို့ကကောင်းမွန်တဲ့ အခြေအနေတွေဖြစ်ပါတယ်။ Arsenal ကတော့အခုနောက်ဆုံးကစားတဲ့၅ပွဲမှာ၅ပွဲဆက်နိုင်ပေမဲ့ Arsenal ရဲ့ခံစစ်သည်တကိုးပဲပေးခဲ့ရတယ်။အဲ့ဒါလောက်ထိကိုခံစစ်ဆွမ်းဆောင်ရကြမ်းထော်နေတာ။အဲ့ဒီပွဲက Newcastle ကို2-1နဲ့သူတို့နိုင်ခဲ့တဲ့ပွဲ။ကျန်တဲ့ပွဲတွေကြည့်မယ်ဆိုရင် Portville ကို 2-0, West Ham ကို 2-0, Fulham ကို 1-0, Olympiacos ကို2-0တေချာပေါက်ဂိုးမပေးရအောင် ကစားပြီးတကိုးနဲ့လည်းထိမ့်ကန်နိုင်တဲ့နောက်တန်းစုဖွဲ့မှုကို ပိုင်ဆိုင်ထားတယ်။ Defon ကတော့ Arsenal ဒီလုံးဝ excel Netherlands အခြေအနေမှာရှိပါတယ် ATG ကတော့နှစ်ပွဲတည်ကြပြီး၃ပွဲနိုင်ထားပါတယ်တည်ကြတဲ့ပွဲစဉ်တွေကတော့အခု International Friendlies မှာ Inter Milan နဲ့ဝမ်ဝမ်တည်ကြခဲ့တဲ့ပွဲစဉ်ဖြစ်ပြီးတော့ Celta Vigo နဲ့ La Liga မှာတည်ကြခဲ့တဲ့နှစ်ပွဲဖြစ်ပါတယ်ကျန်တဲ့ပွဲတွေကိုကြည့်မယ်ဆိုရင် Frankfurt ကို Champion League မှာ5-1 Real Madrid ကို5-2နဲ့ Osasuna ကိုအခုနောက်ဆုံးကစားခဲ့တဲ့ La Liga ပွဲစဉ်မှာ1-0နဲ့နိုင်ရတာပါတယ်အဲဒါကြောင့်နှစ်သင်းလုံးကတော့ team form အပြင်ကောင်းနေကြတယ်သို့တော့ Arsenal က ပိုကောင်းပါတယ်။ကြကျွန်တော်နောက်တစ်ပိုင်းဒီသင်းကြားတွေကဟတ်တူအထိတ်တိုက်တွေ့ဆုံမှုလေးတွေဆက်လက်ပြောပြကြပါမယ်။နောက်ဆုံး၃ချိန်မှာအာစနယ်ဒီအက်တလက်တီကိုမက်ဒရစ်ကိုတစ်ချိန်တစ်ခါမှ မနိုင်ခဲ့ဘူးဗျနှစ်ချိန်တည်ကြပြီးတစ်ချိန်အီဒီကိုကနိုင်ထားပါတယ်အဲ့တော့တည်ကြတဲ့နှစ်ချိန်ကိုကြည့်မယ်ဆိုရင်ခြေတန်းပွဲတတတော်နာမန့်တစ်ခုကတပွဲအဲတော့ဝမ်ဝမ်တည်ကြရတဲ့ Champions Cup မှာ Champion League မဟုတ်ဘူးเนาะကျွန်တော်နောက်ထပ်တပွဲကတော့ Europa League Semi Final ပထမအကြော့မှာ Arsenal ကွင်းမှာဝမ်ဝမ်တည်ကြတာဖြစ်ပြီးဒုတိယအကြော့မှာ Atletico Madrid ကသူ့ရဲ့အင်ကွင်းမှာ1-0နဲ့နိုင်ခဲ့တယ်ဒါ Semi Final လို့အဆင့်မျိုး2018ဆိုတော့အရင်တော့မဝေးသေးဘူးအဲ့တော့ကြောင့်တမိုင်းစင်လာရ Atletico Madrid က Arsenal အသင်းကို အမြဲတမ်း အตาကြီးရခဲ့တယ်ဆိုတဲ့သဘောမျိုးပဲအဲ့တော့ကျွန်တော်နောက်ထပ်အရေးကြီးတဲ့တစ်ပိုင်းလာပြီအာရှရဲ့အကြောပေးမှုအတလက်တီကိုမက်ဒရစ်အသင်းဒီကျွန်တော်ကတော့ပြောသလိုဘလောက်ပဲကောင်းပါစေအောင်အာစတန်ကဝမ်ဒီအကြောပေးထားတယ်ဟာလန်ထွန်းနေတာပဲနော်အေဒီကိုအဲ့လောက်တော့မပေးသင့်ဘူးဗျဝမ်ဒီမဟုတ်ဘဲနဲ့ဒါမှတော့ဟိုတလုံးခပပပျော်ရွှင်ခွင့်ပေးလိုက်တဲ့ပုံစံမျိုးတလုံး20လောက်ပေါ့နော်အဲ့လောက်ဆိုရင်တော့ဒါကျွန်တော်လက်ခံတယ်အဲဒါမှမဟုတ်လေတရေရှုံးလောက်ပေးဗျာအ ောက်ပဲပေးရမှာလေအီဒီကိုကကောင်းတဲ့အတင်းတင်းလေတိုးတော့ 1D ကြတော့အာစနယ်ရဲ့ twin goal ဒီအနည်းဆုံးတကိုးရှိရဲဆိုရဲသဘောမျိုးတက်ရောက်သွားတယ်ပွင့်နာနေရင်တော့အကျော်ပေးမှုပြောင်းလဲကောင်းပြောင်းလဲနိုင်တယ်တိုးတော့ဒီအကျော်ပေးမှုကတော့ကျွန်တော်ကပြင်းထန်တယ်လို့ပဲယူဆတယ် 1D ကအီဒီကိုလိုအသင်းမျိုးဖို့အာစနယ်ဘလောက်ကောင်းကောင်းမပေးသင့်ပါဘူးတိုတယ်ကိုနဲ့တစ်ချက်ပြင်ချင်းကြည့်အောင်နှလုံးအပြည့်ရှုံးသုံးလုံးတဝက်နိုင် short ရှိရတော့ဘရိုနှစ်ရှုံးကတိုတယ်ကို အောင်တဲ့နှလုံးကွက်တိဖြစ်သွားဖို့ပဲရှိတယ်။တူတကိုအပေါ်ရောက်ဖို့ကနည်းတယ်ဗျ။အဲ့တော့ကြောင့်နှလုံးအရှုံး reset တွေကိုခက်မှန်းကြည့်မယ်ဆိုရင် 1z 2z 11zz စတဲ့ reset မျိုးတွေဖြစ်ပါတယ်အဲ့ဒီ reset တွေကိုကျွန်တော်တို့ percentage အားဖြင့်ဆက်လက်ခွဲချမ်းကြည့်မယ်ဆိုရင်20နဲ့80ကိုအနိုင်ရဖို့ဆိုတာမလွယ်ပါဘူးဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့မလွယ်ဘူးကျန်တဲ့ရလက်တွေကတော့ပိုဖြစ်နိုင်တယ် 1z 11အဲဒါမို့ရင် zz total ကိုအနည်းအားသဘောကျချင်စရာကောင်းတယ်အာဆင်နိုင်တော်မှတကူအထက်သွင်းဖို့ဆိုတာအက်တလက်တီကိုမက်ဒရစ်ကိုမလွယ်ဘူးလို့ကျွန်တော်ယူဆတယ်ဗျပွင့်လင်းပြောရင်အာစတယ်ဘက်ကအကျော်ပေးမှုသည်ပြင်းထန်နေပေမဲ့80ကိုဘက်ကတော့အရန်တန်လုံး ်းနေတယ်ကျွန်တော်ကတော့ဒီအကြောပြမှုတွေကိုနည်းနည်းပပလေ့လာပြီးသိအောင်သာပြောပြလိုက်တာရှိတယ်တကယ်တမ်းဆိုတန်ရင်ကျွန်တော်အားပေးတာပဲရှင်းရှင်းလေး Chelsea နဲ့ Nottingham Forest ပွဲလဲတန်လို့ကျွန်တော်အားပေးတယ်လေ United နဲ့ Liverpool ပွဲလဲအဲ့တိုင်းပဲတန်တယ်အဲ့တို့ကြောင့်ကျွန်တော်ဒီပွဲစဉ်မှာ AD ကိုအသင်းကိုရွေးချယ်ပေးခြင်းပါတယ်အဖြစ်နိုင်ဆုံးကတော့ Arsenal ကတ်နိုင်နိုင်နဲ့ကတ်နိုင်ကြေးခွာလောက်ပဲဖြစ်ပြီးမတော်တဆတေချသွားခဲ့သည်ရှိတော့ Atletico Madrid အသင်းဘက်ကနေတဲ့သူတွေ အပြည့်အဝပျော်ရွှင်ခွင့်ရနိုင်ပါတယ်။တိုတယ်ကိုတော့မရွေးချယ်ပေးခြင်းပေမဲ့တိုတယ်ကိုအန်ဒါကိုစွန့်စားကြည့်တာကတော့ပိုကောင်းနိုင်ပါကြောင်းသုံးသက်ဆွေးနွေးနေပဲ။ဗီဒီယိုလေးဒီမှာနားခွင့်ပြုပါ။ဆုံးဒီကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။